ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥယေချမ်းပါဥဥယေချမ်းဟုတ်ပြီအသက်50ပါဆရာကြီးအရွယ်ကောင်းနေပဲနော်ဟုတ်ကဲ့မကွေးမှာနေပါတယ်ဟုတ်ဘူးတဲ့ဒေတာပဲဟုတ်ကဲ့ရေနံအလုတ်လုတ်ပါတယ်တဲ့ဟုတ်ပြီ ဆရာကြီးခင်ဗျာတဲ့ကျွန်တော်အသက်30ကျော်ကျော်လောက်ကတည်းကတဲ့မျက်ရည်ကျတဲ့ဝေဒနာခံစားနေရပါတယ်မျက်ရည်ဘူးဖြစ်မယ်တလားဟုတ်ကဲ့ကိုတီပါပဲဆရာကိုရင်းရောက်ဘူးလေဟုတ်ကဲ့ဒီရေနံတွင်းနေအငွေ့တွေပေါ့တမီးဟဲ့ဩဟုတ်ကဲ့ရေနံလေဟုတ်ကဲ့ပါဆရာကြီးသူတွေအငွေ့တွေဆရာတို့အဲ့ဒီကားနဲ့ခြေကားလေးနဲ့ဖြတ်သွားဘူးလေဟုတ်ကဲ့ပါဆရာခြေကားဖြတ်သွားဘူးလှန့်ကြည့်တာပေါ့ပြီးတော့ဩသူတို့ခင်ဗျာများနေဘူးကြီးမှလှုပ်တယ်တခြားဟိုအမြင်ညံ့တဲ့လှုပ်တယ်နော်ဟုတ်ကဲ့ပါဆရာဟိုမှာအပေါ်များ တွေးကြည့်ဗျာကျင်စိတ်ထဲမှာလေဟုတ်ကဲ့ပါဆရာမာဒူမူလီပေါ့နော်မူလီတုံတော့များပြုတ်ကြလာလို့ခေါင်းထိလိုက်ရဲ့အဲ့ဒါအန်ဒီပဲလို့ကျကောင်းထိဟာဆရာစိတ်ထဲမှာအုတ်ထုတ်လေးအမားလေးစောင်းစီကြလိုက်တာလို့ဟုတ်ကဲ့ပါဆရာကိုမများရှိရင်စင်းအောင်ကိုစောင်းတာလည်းရှိရင်စင်းအောင်ပေးရကြလိုက်တာလို့အဲ့လိုစိတ်ထဲမှာပေါ်ပါတယ်ကျွန်တော်အသက်ဆိုတာကကန်ဆောင်နေအညာဆောင်နေဥစ္စာဆိုတာကန်ဆောင်နေ တော့ညံနဲ့ဆင်ပြီးတော့ပြုပြင်ပါလို့ပြောခြင်းပါတယ်เนาะဟုတ်ကဲ့ပါဆရာကြီး။ तू อ่ะမျက်ရည်ကျတဲ့ဝေဒနာပေါ့เนาะအေးတဲ့အခါမှကျတာပါတဲ့။ရာသီဥတုပူနေရင်မကျပါဘူးတဲ့။ဟုတ်ပြီ။လေတိုးရင်လည်းကျပါတယ်တဲ့။ဆိုင်ကယ်စီးရင်လည်းကျပါတယ်တဲ့။ဟုတ်ပြီ။ကျွန်တော်မျက်ရည်မကျအောင်တဲ့ဘယ်လိုပြုမှုနေထိုင်ရမလဲ။အဲ့ဒါတည်းကတော့တီရှူလေးသာဆောင်ပါ။ဟုတ်ကဲ့ပါဆရာ။တီရှူလေးနှမျိုးရှိတယ်လေ။ဟုတ်ကဲ့ပါ။ယူတီရှူဝက်တီရှူစားအဆူတလေးပါတယ်။ဟုတ်ကဲ့ပါဆရာ။အဲ့လိုဝက်တီရှူလေးနဲ့တို့တို့တုတ်ပေးပါလို့။ ုတ်ကဲ့ပါဆရာတူတူတူလို့ရှိရင်ထွက်လာတဲ့ဟာသူကသူလူလူထိမ့်သွားနိုင်တယ်ဟုတ်ကဲ့ပါဆရာထိမ့်သွားလိမ့်မယ်နောက်ဒီမျက်လုံးကြည့်တဲ့အခါမှာကိုရှိမှကိုအသုံးပြတဲ့နေရာကြီးပေါ့နော်ဟုတ်ကဲ့ပါဆရာမာဇပွဲကင်းတို့မှုရာတို့ရှင်နောင်တို့ဥမာအဲ့လိုပစ္စည်းအကုန်လုံးဟာအဝါနဲ့အပြာနှစ်ခုတော့မှာလို့ဟုတ်တပြည့်အရောင်ရင်းရင်မတော့မှာနဲ့ ဝါနဲ့အပြာနှစ်ခုကိုသုံးပါလို့အဲ့လိုအရောင်ကိုကြည့်တဲ့အခါလည်းပဲကျမ်းမာရေးမှာလိုအပ်ပါတယ်အရောင်ကူတုံးပေါ့နော်ဟုတ်တယ်အမအကိုကြီးမှာကိုရှိအင်းရဲ့လိုက်ကားလေးဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ပါဆရာနော်မစပွဲကင်းလေးဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ပါဆရာအေးခင်းလေးဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ပါဆရာမခေါင်းစွတ်လေးဖြစ်ဖြစ်ပေါ့အဲ့ဒီမှာအဝါနဲ့အပြာအရောင်တို့ကိုကြည်ချင်းအဖြစ်တည်တာပါပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးဟုတ်ပြီအားလုံးစာဝနာခင် ဖရာရှင်းကြပါစီဗျာ။